အခုတင်ဆက်ပေးမယ့်သတင်းကတော့ဒဂုံမြို့တဲ့ကျိုးတရာစိုင်းကျိုးတစ်ဆောင်ပြက်ခဲမှုကြောင့်ဒီနေ့မနက်မှစတင်ကခေတ္တပိတ်ထားတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးမြောက်ဥကလာပါမြို့နယ်နဲ့ဒဂုံမြို့တဲ့မြောက်ပိုင်းတို့ဆက်သွယ်ထားတဲ့ဒဂုံမြို့တဲ့ကျိုးတရာဟာဒီနေ့မနက်9:40မိနစ်ခန့်မှာစိုင်းကျိုးတစ်ဆောင်ပြက်မှုဖြစ်ပွားခဲ့တာကြောင့်ဖြတ်တန်းသွားလာခွင့်မပြုတော့ဘဲခေတ္တပိတ်ထားတယ်လို့သိရပါတယ်။ အခုလိုစိုင်းကြိုတချောင်ပြတ်ထွက်ခဲ့ရတာဟာဒရာအောက်မှာဖြတ်တန်းသွားတဲ့တဲတင်တင်းမောနဲ့ထိခိုက်မိတာကြောင့်ဖြစ်ပါတယ်။ဒီလိုကြိုးဒရာပိတ်ထားရမှုနဲ့ပြန်လည်ပြင်ဆင်မှုစီစဉ်ထားမှုအပိုင်းတွေနဲ့ပတ်သက်ပြီးတကုံမြို့တင်မြောက်ပိုင်း51ရပ်ကွက်အုပ်ချုပ်ရေးမှုကအခုလိုပြောပြထားပါတယ်။သူကဒီသူတဲမတော်ပေါ့တဲ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 တင်မောတဲတင်မောကသူတို့ဒီဥပမာရွှေပေါကံသာရှိသူတို့ပြောတယ်အဲ့မှာသူတို့တဲခွင်းနေရှိဟုတ်ကဲ့တဲခွင်းရှိတော့တဲရကဒီချောင်းကြီးကနေပဲသူတဲတာလေတဲယူတဲယူတာရှိခါးနဲ့တဲနေကြအမြဲတမ်းပဲဟုတ်ကဲ့ အခုအဲ့ဆက်လေကြတော့ဗာတဲတင်တဲ့ဆက်လေတဲတယ်ဆက်လေအဲ့ဆက်လေကြဘယ်လိုမျိုးစောင့်ထားလဲမသိဘူးလားဘယ်လိုဘယ်လိုမျိုးဟိုရေးဥထားလာဒါအခုလောလောဆယ်တော့ကျွန်တော်တို့ဒီသက်ဆိုင်ရနေပြီးသူလိုရတာလေသူမေးမြန်းနေအတိုင်းတိုင်းဒီအကုန်လုံးကြောင်းကြတာအဲသူတို့ကတော့အကောင်းဆုံးဖြစ်အောင်တော့ထောက်သွားမှာအဲ့တော့လောလောဆယ်တော့ကျွန်တော်တို့အနေနဲ့ဒီယာယီပေါ့နော်ဒီသူသက်ဆိုင်ရနေပြီးတော့ထိန်းထားတာပေါ့လောလောဆယ်တော့ဒီယာယီတော့ပြိမ့်မှာမဟုတ်ပါဘူးညနေလောက်ဆိုရင်တော့သူတို့ဖွင့်ပေးမှာပါ ဒါပြင်မယ်လို့ပြောပါဦး။ပြင်ပါတယ်။သူဆောက်လို့ရတယ်အကုန်လုံးကျွန်တော်တို့ဆိုင်နဲ့လမ်းတရားတွေအကုန်လုံးချိတ်ဆက်ထားပါတယ်။ဆက်ဆိုင်ရ။အဆိုပါကြိုးတရားကို1992ခုနှစ်ကစတင်တိဆောက်အသုံးပြုခဲ့တာဖြစ်ပါတယ်။ဒီလိုတိဆောက်ခဲ့ပြီးနောက်ပိုင်းမှာတော့တနစ်တစ်ကြိမ်ဒီပါတရားလက်ရန်ပြုပြင်မှုအောက်ခြေစီစစ်ပြုပြင်မှုစတာတွေကိုလိုသလိုစစ်ဆေးပြုပြင်လျက်ရှိတယ်လို့သိရပါတယ်။အဲ့ဒီတကုံမြို့တဲ့ကျိုးတရားကိုအတုံးပြုသူများပြပြီးတကုံမြို့တဲ့မြောက်ကလာပါမြို့နယ်မှာနေထိုင်သူတွေအတွက်အလွယ်တကူအသွားလာစရာအဆွတ်အသွယ်တစ်ခုဖြစ်တယ်လို့လည်းသိရပါပါတယ်ရှင်။ ဒီလိုသာအဆက်မပြတ်ချောင်းဆိုးထွက်ချက်နေမယ်ဆိုရင် Plimax နဲ့မှအဆင်ပြေမှာပေါ့ Plimax လေးကမေသားနဲ့မှရှိတဲ့ Chocolate တွေကိုဖယ်ရှားရှင်းလင်းပေးလို့ချောင်းဆိုးတာကိုတတစေပြီးစိတ်ပျော်ရွှင်မှုကိုရရှိစေမှာအမှန်ပါချောင်းဆိုး Chocolate ပျောက်ကင်းအောင် Plimax ဆေးကိုဆောင်း